ခုတက်ဆက်ပေးမယ့်တဲ့တင်ကတော့တောင်ကြီးမှုံမြံပွဲတော်အတွက်ဂျိုတိပစ္စည်းမှုများပြုလုပ်ကဧည့်သည်များဝင်ရောက်မှုများပြနေတဲ့တဲ့တင်ဖြစ်ပါတယ်။ယခုနေ့တောင်ကြီးတက်ဆောင်နိုင်မှုံမြံပွဲတော်အတွက်ဂျိုတိပစ္စည်းမှုများစတင်ပြုလုပ်နေပြီးဝင်ရောက်ရှင်ပြိုင်မဲ့မှုံမြံပွဲတော်အချို့ကစက်သက်ပစ္စည်းမှုများပြုလုပ်နေကပွဲတော်ကာလအတွင်းလျှောက်ရှိသူများပြမှုကြောင့်ဟိုတယ်၊မိုတယ်များတွေဖုန်းကြီးချောင်းများပါဧည့်သည်ပြည်နေကြောင်းသိရပါတယ်။ တောင်ကြီးတဆောင်းနိုင်မုံမြောင်ပွဲတော်ကိုအော်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရပါဗျာ။တောင်ကြီးတဆောင်းနိုင်လက်ပတ်မိသူများမှာရခေနှစ်တက်ပို့ပြီးမြပြနိုင်ပြီးလက်ရှိတွင်ဟိုတယ်များကျွတ်တင်စည်ရေးပေးခြင်းမြပြနေကအခန်းညရာပင်မလကူတော်ကြောင်းသိရပါဗျာ။ တောင်ကြီးတစ်ဆောင်နိုင်မျိုးမျိုးပဲတော့ကျင်းမစင်အတွေ့နေပိုင်းတွေခြေနဲ့ချောင်းခြေလေးချောင်းအယုံအုပ်စုမျိုးပြန်များနဲ့ညပိုင်းတွေစိတ်နှပန်းမျိုးပြန်ညမီကြီးမျိုးပြန်များကိုနှစ်တင်သွားမည်ဖြစ်ကြောင်းသိရပါတယ်ရခိုးနေတောင်ကြီးမြို့မြောင်ဘဲတော်ဟာဆေးရတုနှစ်ဖြစ်ပြီးရခိုင်နှစ်များထံပြောင်းလာရောက်တရှိသူမြပြနိုင်ကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့မြက်တီဒီကိုကပေးပို့နာတာပါ